ဆရာဇဝနာရေးသားထားတဲ့ဇဝနာပုံမြင်စာအုပ်ထဲမှာဣလိတနဲ့ဒွိစိတ်တာဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့တွင်လမ်းမောနိုင်စူးစူးညံ့ညံ့ဖြစ်နေကြသည့်အတန်များကိုကြားရသဖြင့်ဇရင်ပေါင်းမှထွက်၍ကြည်လာရာကစောမူး၍နေသဖြင့်တွေ့ကြရရှိသောဟိအောရေရွနေသောကလာတယောက်အားကလေးများ ဝိုင်းအောင်နောက်ပြောင်းနေသည်ကို တွေ့ရပေ၏ထိုကလေးများတဲ့တွင်ကျွန်တော်ဤမိတ်ဆွေကြီးအပါကလေးလည်းပါဝင်နေရာအယံမိုးသမားကသစုံတရားမတော်တဆပြုတ်လောက်လိုက်မည်ကို သိုးရင်တော့ကြောင့်အပအားလှမ်း၍ခေါ်လိုက်ရလေ၏အပသည်အိမ်မောသို့တက်လာပြီဥလီဥလီကလာပြီးအယံမိုးနေတယ်ဟုတ် ဝန်တာအာယာပြောပြလေ၏အဲ့ဒါမင်းဘာလို့အနာသွားကက်တလဲမကြောက်ဘူးလားအရင်မိုးတာပဲဘာဖြစ်လို့ကြောက်ရမှာလဲသူမိမတောင်တမရခိုးယူမှာသူကကြောက်ရသေးတာပဲအရင်တမမမြအောင်ဘသူကယူအောင်မှာလဲကြကြမရယူမှာပေါ့ဦးလေးရဲ့ဟဲ့မဟုတ်တာမင်းတို့မိုးချိုးပြစ်နေလိမ့်မယ်မင်းဘသူကပြောတယ်လဲဘာဖြစ်လို့ပြစ်မှာလဲဦးလေးရဲ့ ပြစ်စရာရှိရင်ဆရာမတော့အရင်ပြည့်ရမှာသူအရင်စပြီးပြောတာပဲထိုအခါမှာကျွန်တော်သည်ပုံကောင်းတစ်ခုကြားရအောင်တော်မိကိုမျောလင်ကဘသူအကြောင်းလဲကွက်ဟုမေးလေ၏ဒီလူနာမည်ကနေပါအောင်ခိုးရင်းလေရေးတဲ့ကအကောင်တကောင်ရဲ့နာမည်မျိုးပါ ပါတယ်ကိုကကူရ6လားမဟုတ်ဘူးဦးလေးရဲ့ဤလိတ်တာတဲ့ အဲ့ဒီပုံပြောပြမယ်ကောက်ကောက်နားထောင်နော်ရှေးရှေးတုန်းကအဲ့ဒါနဲ့အဲ့ဒီကောင်မလေးကတိတ်ချော်တာပဲသူ့နာမည်ကဒီစိတ်တာတဲ့ရှေးတုန်းကနာမည်တွေကဘလို့မှန်းလည်းမသိဘူးနော်ခေခေနွဲ့တို့ခေလာဝင်းတို့ဆိုရင်ဘလောက်ကောင်းမလဲအခုတော့ဒီစိတ်တာတဲ့ကောက်တေးဆိုတဲ့နာမည်ကမှပိုပြီးကောင်းမယ်ဒါနဲ့ဒီကောင်မကလေးကတိတ်လှတော့ ဣလိတဆိုတဲ့တထေတာကြိုက်တာပေါ့ကြိုက်တော့ရီးစားစာပေးရောလားရီးစားစာမပေးရပဲအဖေကြီးကသဘောတူတာနဲ့လက်ထပ်ပေးလိုက်တယ်လက်ထပ်ပေးလိုက်တော့လေမယားဖြစ်သွားကြတာပေါ့ဦးလေးရဲ့အမေတေးဆဲမှာကလားလက်ထပ်လေမယားဖြစ်တယ်နော်ဟုတ်တယ်ဦးလေးရဲ့ဒါပေမဲ့တထေတာတိတ်အရက်တောက်တာပဲဟိုတယ်ဆိုင်တဲ့မိမတွေခေါ် မတော်ကားနဲ့လဲတနေ့လုံးမူးနေတာပဲသူ့အဖေကြီးကတော့အလူတွေလဲလောက်အရလဲမတတ်ဘူးဒါပေမဲ့သူ့သားအရတတာကိုပြောမရလို့ငါတေးချင်ပါပြီဆိုပြီးတေးလိုက်ရောတေးတော့တရားမဖြစ်ရောဦးလေးရဲ့သူ့အဖေကြီးမရှိတော့သူ့သားတားပြီးအရတတာပေါ့အရတောက်တော့အလူလဲမလောက်ဘူးမူးပြီးလဲနေလျှောက်စဲ မြောင်းနေလှဲ့အိတ်လုံကြီးကျွတ်ခွေးဆွဲတခါတလေအိမ်ပြန်မရောက်ဘူးသူ့မိမကလည်းသူ့ကိုကြောက်ရတော့အိမ်မှာအရက်နဲ့တောက်ဖို့အမီးအမြဲတမ်းချက်ပြီးထားရတယ်ချက်မထားလို့ရှိရင်သပင်ဆွဲပြီးကစော်ပလင်းနဲ့ထိုက်ပိတ်ချလိုက်တာပဲအဲ့ရနဲ့သူ့အဖေတရားမင်းဖြစ်တော့ငါသားကိုတော့ကအရက်မတောက်ပါနဲ့လို့ပြောတာမရဘူးအခုရအောင်လုပ်မယ် ငါပြစ်စီတယ်သူအရက်တောက်ပြီးဖြုံးပစ်တယ်သူအရက်ဝယ်ပြီးတောက်เสียမရှိအောင်သမ ्या ကိုငါပေးပြစ်မယ်ဆိုပြီးလက်ပြာဆင်းလာရောလက်ပြာဆင်းလာတော့ကြောင်နောင်ချက်ချင်းချက်ချင်းနဲ့ပေါင်းကလေးနှစ်ချောင်းမြောက်ပြီးကလာရောတလားကတော့မလာဘူးသူသားကစောဆိုင်တွားနေတော့သူသားနဲ့တူအောင်ရုပ်ပြောင်းရုံလွဲတွေလောက်ပြီးဒွိစိတ်တစီကိုတွားတော့ဒွိစိတ်တကလည်းသူ့လင်းလို့တကယ်ပဲထင်တာပေါ့ ါနဲ့တကြမရငါပစ္စည်းတွေအကုန်လှုပ်ပစ်မယ်ဆိုပြီးဒါသမယလူတွေကိုပက်စံတွေနွားတွေလဲတွေအဝေးအစားရှိတာတွေအကုန်ပေးပစ်တာပေါ့ဒီဟာတွေရတဲ့လူတွေကဝဲတာအာရနဲ့လမ်းပေါ်မှာဆွဲပြီးယူသွားကြတော့သစောဆိုင်ကအရင်မို့ပြီးလမ်းချားနဲ့ပြန်လာတဲ့ဣလိတနဲ့တွေ့ကြတာပေါ့ဣလိတကသူ့ပစ္စည်းတွေမြင်တော့သခိုးတွေ ငါအဲ့ရပစ္စည်းတွေဘာလို့ယူသွားရသလဲဆိုပြီးအတင်းလိုက်လို့ပြိမ့်မယ်ဘသူမှသူ့ကိုဘီးမဆိုင်ပင်အဲ့ရတမနင်းဘယ်ရအကောင်လဲတို့တထေသားစီရရတာလို့ပြောပြီးဖက်သွားကြပါရောဤလိတကငါတထေသားกว่าဇမားတထေသားရှိသေးလို့လဲလို့ပြောပြီးမယ်ဘသူမှသူစကားကိုနားမထောင်ကြဘူးအဲ့ဒါနဲ့အိမ်ရောက်တော့သူ့မိမရဲ့ သူနဲ့တူတဲ့ယောက်ျားတစ်ယောက်ရဲ့တွေ့တာနဲ့အံ့ဩသွားပြီအိုင်စီခမည်းဘသူလဲလို့မေးလိုက်တာပေါ့ဒီတော့သူနဲ့တူအောင်ဖန်ဆင်းထားတဲ့ကြားမင်းကငါတစ်ထက်တာအိလိတ်တာလို့ပြန်ပြီးပြောတော့ရေသမားက no me no no you အိလိတ်တာမဟုတ်ဘူး i am အိလိတ်တာပါမင်း you အညာသားဘယ်ကအကောင်လဲလို့ဆိုလိုက်တာပေါ့ကြားမင်းကလည်းဟေ့စူဝဲတပ်ပက်ကလား ဥလူတလေးစားတယ်။နင်ဘာပြုလို့မူပြီးရဲနေတာလဲ။ငါအိမ်မောကအခုစင်းသွားပလိတ်တိုင်းလိုက်မယ်လို့ပြန်ပြီးပြောတာပေါ့။အဲ့ဒီအရဲ့သမားကရွေးစိတ်တာကိုဒီမှာ तू ဣလိတ်တာလား။ကိုဣလိတ်တာလား။မင်းဘသူ့မရလဲ။မင်းလည်းဟာ तू လားငါလားလို့မေးတော့ရွေးစိတ်တာလဲ။နှစ်ယောက်စလုံးတူနေတော့မပြောတတ်ဘူးပေါ့။ဒါနဲ့အရဲ့သမားကခမရကြုတ်မခံဘူး။ မရခိုးမှုနဲ့ဂတ်တိုင်မယ်ဆိုပြီးတော့မှတန်းဆိုးတဲ့ဂတ်ကိုတွားတိုင်တော့ဂတ်ကဒီအမှုကို ရှင်ပြင်းစီပို့လိုက်ပါရောရှင်ပြင်းနဲ့စဉ်းစားပြီးမရတာနဲ့ဟေ့မင်းတို့မယားကိုဒီမှာခဏထားခဲ့အောင်မင်းတို့ခုနှစ်ရက်ကြာမှလာဆိုပြီးရက်ချင်းပေးလိုက်တယ်ခုနှစ်ရက်ကြာတော့နှစ်ယောက်စလုံးရှင်ပြင်းရုံကိုရောက်လာကြတော့သူမိမ့်မသေးပြီးဂရင်ပေါ်မှာထမိန်လွှဲထတာတွေ့ကြတာကို အဲ့ဒါဒီလိုဦးလေးရဲ့ဒီမိမတကယ်မသေးဘူးရှင်ဘင်းကသူ့ကိုသေတယ်လို့လှုပ်ထားပြီးတကယ်လင်ဟာပိတ်ငုံမှာပဲမင်းအစ်စ်မဟုတ်ရင်မငိုဘူးဆိုပြီးရှင်ဘင်းကညံစင်ထားတာဦးလေးရဲ့နှုတ်သေတယ်လို့လှုပ်ထားတော့ဖဲဝိုင်းနေပါတယ်ရောလှုပ်ထားသေးသလားဖဲဝိုင်းနေပါနဲ့ပေါ့ဦးလေးရဲ့အဲ့ဒါနဲ့ဝိစိတ်တသေးနေတာကိုတွေ့တော့အယက်တမားကရင်ပတ်ကြည့်ထူ မစကြည့်ဖြဲပြီးအမလီဒွိစိတ်တရဲ့အစတုန်းကတော့မင်းငါ့ကိုနောင်မယားတွေနဲ့နေရမှာမယုံဘူးဆိုအခုတော့မင်းရလေးနှစ်ယောက်ယူပြီးအားရလို့နောက်ပြီမှာလင်းငယ်နေရအောင်သွားရလားခင်ခင်ဒွိရဲ့ဆိုပြီးတိတ်ငိုတာပဲအဲ့ဒီတော့ရှင်ပြင်းကဒီအကောင်ဟာသူ့နဲ့အစ်စ်ပဲဟိုအကောင်ကနေပါလာလောက်တာလဲလို့မေးတော့မှကြားမရလူရောက်ဖြောက်ပြီး ကြကြားမင်းအတိုင်ပြန်ပြီးလုတ်ပြလိုက်တာပေါ့ရုပ်ရှင်သားဆိုဒီနေရာမှာကင်မရာဖြစ်တိတ်ကောင်းတာပဲလို့လက်ခုပ်တီးကြမှာပဲဟုတ်တယ်အဲ့ဒီတော့မှကြကြားမင်းကငါဟာသူ့အဖေတော်တယ်တေးပြီးကြကြားမင်းဖြစ်နေတယ်သူတိတ်ပြီးအရက်တောက်လို့သူ့ကိုစုံးမရအောင်လာတယ်လို့ပြောတာပေါ့ဒီတော့ရှင်ပြင်းကြီးက အရဲ့သမားကိုဟေ့ကမင်းမိမသေနေပြီဘယ်နဲ့လုံးမလဲသူပြန်ပြီးရှင်လိုက်မင်းအရက်ကိုဖျက်မလားလို့မေးတာ ਨੇ ဟုတ်ကဲ့ကျွန်တော်တိတ်ချစ်တယ်မရအသက်ရှင်တော်ပြီလို့လည်းပြောရောရှင်ဘီင်ကကောင်မလေးကိုအိယာနှိုးပေးလာရောကြကြမင်း ਨੇ မိုးပေါ်ပြန်လဲပြန်ရောအဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့ဆရာဇဝနရစ်တာထားတဲ့ ဇဝနာပေါ်မြေစာအုပ်ထဲမှာဣလိတနဲ့ဒွိစိတ်တာဆိုတဲ့ပေါ်မြေဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။